အားလုံးပဲမင်္ဂလာပါများဆိုင်းတဲ့တင်ထလာမအပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီရိုဖိုင်းကတော့ဒေါ်လာရေးကြားဖြန့်တွေအကြောင်းပြောလာတဲ့ဒေါခင်မူရဲ့ရုပ်သံဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာဒေါခင်မူကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘလို့ဒေါ်လာရေးကြားဖြန့်တွေအကြောင်းတို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့တင်ထလာမအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအာကျမတို့ ီတော်လန်ရင်းမှာကျမအာဒီတော်လန်ရင်းမှာကျမဟို24နာရီတိုင်းပြီးကိုချစ်တဲ့လူတွေကျမရှာဖွေတွေ့ရှိရပါလဲဆိုတော့အချို့သောသူတွေကကဘာတစ်ပတ်လုံးကဘာကလေပတ်နေသိရမလားသူတို့ကကဘာတစ်ပတ်လုံးအလှခံရတာဖြစ်တဲ့တွာသူတို့ကလုံးဝမအိပ်ဘူးအဲ့တော့အရှိရဆက်ဆရာမကြီးကတင်ပေးလိုက်တယ်လို့ပဲသူတို့ကဒီ ဒီ campaign တာဝန်ခံတချို့ဟာအမှန်ကန်လုပ်နေတာလည်းရှိပေမဲ့အချို့အချို့ campaign တွေဟာလုံးဝအမှန်ကန်မလုပ်ဘူးအဲအစိုးဆုံး campaign ကတော့အလူရှင်ကိုအလူရှင်ကစည်ရင်သွားစည်ရင်အလူရှင်ကိုချင်းချောက်တယ်ဓာတ်ပုံကြီးတွေတင်ပြီးတော့စော်ကားတယ်အဲ့တော့တချို့အလူရှင်တွေက TikTok ကဘာကြီးလောက်မှနေပြီးတော့အာကြောက်လန့်ပြီးတော့ဟာတော်လန်ကြီးဆိုတာကြီးကဒီလိုကြီးလားဆိုပြီးတော့အချို့တွေကမလူကြတော့เนาะရက်သွားတယ်ဆိုတာအဲ့ဒါကြောင့် ။ online မှာဘာဖြစ်လို့ရက်သွားလဲဆိုတော့ငါးကြောင်မဟုတ်ဘူး။စောက်သခိုးတွေကြောင့်။ဟောနင်တို့ကငါးငါးကြောင်မှာနင်တို့ကလေးလံသွားသလိုနင်တို့ပတ်စံနေမဝင်တော့တာပဲ။ငါလို့လို့ငါ TikTok ရောက်တယ်မှာ3လရှိတယ်နော်။အဲ့တော့ဗာလဲဆိုတော့တို့ကကျမတို့အမေတော်အောင်စန်းစုကြည်လို့တောင်မှတိုင်းပြီတော့24နိုင်မချစ်ဘူး။ဒီတော်လိုင်းကြီးကြားပြန်နေကမိမနေအသက်ရှင်။ဟာတနေကုန်တယ်လီတယ်လီဖုန်းဖွင့်တာပြီးတော့အာထိုင်းတို့မလေးရှားတို့စင်ကာပူတို့ကနေပြီးတော့သူတို့ เนาะဖိုင်းတို့မလေးရှားတို့စင်ကာပူတွေကနေပြီးတော့သူတို့ဟာအလူတွေခံတယ်အလူခံပြီးတော့အလူရှင်တွေကစရင်စရင်အလူရှင်ကိုချိန်ချောက်တယ်အဲ့ဒါမျိုးတွေကျူးလွန်တဲ့အပြင်ကိုအခုဆိုရင်ဒီမေလိုကဒီအလူရှင်တွေကိုသူတို့ချိန်မိတဲ့တနာအလူရှင်တွေကိုနော်အလူရှင်တွေကိုသူတို့ရှာဖွေတွေ့ရှိသွားတယ်အလူရှင်တွေကအထိုင်းမှာများတယ်ဆိုတာသိတော့အထိုင်းကအလူရှင်တွေကကြောက်စရာကြီးနော်တယောက်ကို ဝတ်တရားဆိုတာအ ਨੇ ဆုံးเนาะအာရလာကရရရတလောက်ထဲတယ်လူတွေတပုံကြီးပဲအဲ့တော့ကျွန်မ TikTok သွားတဲ့ချိန်မှာကမ်ပိန်းပေါင်း90လောက်ရှိတယ်ပြောတယ်ကျွန်မလည်းအာဒီတစ်ပတ်လောက်မှတည်တာကမ်ပိန်းကင်တဲ့လူကလည်း90လောက်ရှိသေးတယ်ဒီကြားထဲမှာကမ်ပိန်းစင်ပွားတွေနောက်ပြီးတော့အာတော့တိန်း30တိန်း30ဂရုတွေရှိသေးတယ်အဲ့နဲ့ကျွန်မတို့တနည်းကလူနာတွေကုဖို့အတွက်ကျွန်မတငယ်ချင်းတွေကိုပြောတယ်စစ်စာကြီးကျွန်မတငယ်ချင်းတွေကိုကျွန်မပြောတယ်เนาะ သိန်း20သိန်း30သိန်းကျရုလောက်အောင်ဆိုပြီးပြောတာဒါကျမတငယ်ချင်းတွေကျမလှုပ်တာเนาะအဲ့ဒါကိုဒီကြားဖြန့်တွေကိုဆယ်လီထင်နေတဲ့လူတွေက online ကြားဖြန့်တွေကိုဆယ်လီထင်နေတဲ့လူတွေကျမကအဲ့လို group ဖွဲ့ပါတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်เนาะကျမကကျမမိတ်ဆွေတငယ်ချင်းတွေရင်းနေတဲ့လူတွေကိုကျမပထမဆုံးဘိုမိုက်ခဲကိုလှူမယ်လို့ပြောတယ်နောက်ပြီးတော့ဘိုမိုက်ခဲပတ်စံတောက်နေအောင်ချိန်မှာပဲကျမတငယ်ချင်းဒီဒီအာဟိုမှာတွေ့လိုက်တဲ့လူတွေပေါ့เนาะဒီ TikTok မှာတွေ့တဲ့ တကယ်လှူတဲ့ညီကိုနှစ်ယောက်သုံးယောက်ကိုခေါ်ပြီးတော့ကဲမာကြီးတော့အဲ့ကိုသွားမယ်လူနာတွေများနေလို့ပတ်စံပေးချင်လားဆိုသွားမေးတော့မာကြီးရေးတဲ့ဒီကနေ့အစားအောင်လာကထုတ်တော့မယ်ဆိုတော့ညီကိုနှစ်ယောက်လာပြီးတော့လှူတယ်ကျန်တဲ့လူတွေကိုလည်းမေးတော့ကျန်တဲ့လူတွေကအာလှူရတာတွေများနေတဲ့အခါကျတော့လှူရတာတွေများနေတဲ့အခါကျတော့ကျန်တဲ့လူတွေကဟိုပါပေါ့နော်လှူရတာတွေများနေတဲ့အခါကျကျန်တဲ့လူတွေကအဲပတ်စံထည့်တာဟိုပါပေါ့မထည့်နိုင်ဘူးပေါ့နော်အဲ့တော့မခင်မောကလည်းတိတ်ဆိတ်မရှိဘူးသိရမလား ဟိုကိုကကိုပစံနဲ့ကိုဟိုမြင်မြန်ဆန်ဆန်ပေးချင်တဲ့လူဆိုတော့နိုင်ငံရနေတာဆိုတော့အခုမှခင်တဲ့လူဆိုတော့လေသွားပြောဟဲ့အဲငါလူသားငါလူရလူနာဖြစ်နေရလို့သွားတောင်းလို့လည်းမကောင်းအာကျမမတောင်းဝဲနဲ့ကိုပါကိုအာကိုပါကိုအာဒေါ်လာနဲ့အပို့လိုက်တယ်။နောက်ကျမမိတ်ဆွေနှစ်ယောက်ကတစ်ယောက်တသိန်းပေးတယ်။ဆိုတော့9သိန်းနဲ့9000ရတော့အဲ့ဒါကအာကျမ TikTok ရောက်ပြီးမှရတဲ့မိတ်ဆွေနှစ်ယောက်ပေါ့နော်။အဲ့ရနေပြီးတော့စင့်ပွားပြီးတော့ဟိုမေးဒီမေးနော်။အာ မိဘများစကားရလိုက်တာအဲ့မှာကမ်ပိန်းက90လောက်ရှိပြီးတော့တချို့ကမ်ပိန်းတွေကဆိုးဆိုးဝါးဝါချင်းအောင်ချင်းချောက်တဲ့အစင်အလူရှင်ရောမန်ပါတွေရောချင်းချောက်တယ်ထွက်မယ်လို့ပြောရင်သူ့မန်ပါဆိုတာရှိတယ်သူကမန်ပါဆိုတာလာတင်ရေးပေးတဲ့မန်ပါတွေအဲ့မန်ပါတွေထွက်မယ်ဆိုရင်အဲ့မန်ပါတွေကိုချင်းချောက်တယ်မြန်မာပြည်အမိသားစုတွေကိုလည်းချင်းချောက်တယ်နောက်ပြီးတော့အော်မန်ပါတချို့ကအော်သူတို့ identity ကိုပြလို့မရအောင်အဲ့ identity ပြလို့မရတော့အဲ့ identity တွေကိုအာပြင်ပြီးတော့ချင်းချောက်တယ်အဲ့ဒါနဲ့အဲ့ဒီချင်းချောက်တဲ့အဖွဲ့ကို background light ချတဲ့လက်ခါမှာမရကရဲအဖြစ်ပြီးတော့ယောက်ျားစစ်တပ်ကထွက်လာတယ်လေ။အော်ဒီလိုလူမျိုးတွေကိုဒီဆက်ပြီးတော့မထားနိုင်တဲ့အတွက်ကျွန်မအမုန်းခံလိုက်တယ်။ကျွန်မသူတို့ပြောတယ်။ပထမဆုံးကျွန်မသူတို့တက်လှမ်းတယ်။မဆင်းစစ်တော့မယ်။မဆင်းစစ်တော့မယ်။ပုံမှန်၄၉နော်။ဒီ၂၀25မှာလုံလက်စအလုပ်တွေဖျက်ချလိုက်တော့၂၀26ကနေစပြီးတော့ကိုယ့်ရဲ့နာမည်ကိုကောင်းကောင်းမွန်မွန်ဆက်ရှင်တန်ပါဆိုကျွန်မပြောတယ်။ဒါပေမဲ့သူတို့ကအာ ဝင်ခံကြမလို့ပဲသူတို့ကသူတို့လာဝင်ခံသွားတာရှိတယ်ဘာလဲဆိုကျွန်တော်ဝမဲခေါ်ပြီးဆဲတာနော်ပုံစံတိုင်းအာတစ်တော့မာတဲ့နေရာလိုချင်လို့ဆိုပါဒီဘွားကြီးဟဲ့နေရာလိုချင်အောင်ချမ်းရင်ထမင်းငတ်သွားမှာဆိုလို့နော်မိုက်ကေမုန်းအောင်ချမ်းရင်ငါပြည့်ရတဲ့စားတာချိပြီးငါမှတည့်ရည်ရိုးနေငါလည်းငါပြည့်ရတဲ့စားပြီးတော့နာမည်ကြီးလို့ရတာပေါ့ဟဲ့နာမည်ကြီးချင်းနင်တို့လိုနေရာမျိုးမှာငါဘာသာလို့ရမှာလဲဟဲ့ဒီဘွားကြီးတေချာလှုပ်လို့ရတာပေါ့အဲ့တော့ဘာလဲဆိုတော့အဲ့ဒီခေါင်းသီးတွေကခေါင်းသီးမဟုတ်ဘူးသူတို့ကကျမတို့ပြည်သူတွေကို သူတို့သိတယ်အဲ့အညာကိုကင်ပြီးတော့သူတို့ပတ်စံနေယူတယ်ထိုင်းမှာအာသူတို့ပတ်စံရတာလူတွေများလာတဲ့ခါကျတော့သူတို့ကစစ်တပ်ရဲ့လောက်ကောင်ကြီးဖြစ်တယ်ဆိုတော့မေလိုတပ်ရဲ့လောက်ကောင်ကြီးဖြစ်တဲ့အတွက်သူတို့တရင်ပေးလိုက်တာအဲ့ဒီမှာ160မနေ့ကဟိုနေ့က160နောက်တစ်ခါတနေ့မှာထပ်ဖမ်းတာ86ရောက်ရှိတယ်အဲ့ဒါဘာလို့တာလဲဆိုတော့သူတို့ရဲ့ရွေးကောက်ပွဲအတွက်သူတို့ကျမတို့ဒီနိုင်ငံရေးသမားတွေတော်လိုင်းရေးသမားတွေကိုမလုတ်ရဲအောင် သူကချိမ့်ချောက်တာเนาะဒီဒီရုပ်ဒီရေတွေနဲ့ကမ်ပိန်းထောင်ပြီးတော့အဆန်ကောက်နေတာเนาะမန်ဆယ်လိုကောအဲ့ဒီကလေးမတွေကိုကောဘသူကမှအပြစ်တင်ပုတ်ချခြင်းမရှိဘူးเนาะအဲ့ဒီသူတို့ကမ်ပိန်းတွေတွားရင်အစဲခံရတဲ့လူတွေကစစ်ကွေးဘောမတွေထက်တကယ်အလှူရှင်တွေเนาะလူမိလို့စည်ရင်သွားစစ်တဲ့လူတွေကပိုအစဲခံရပြီးတော့စစ်ကွေးဘောမတွေကသူတို့ကျမတို့လိုမျိုး โอเคမမကြီး thank you ပါမို့ TikTok သွားလိုက်တာတကူတွေများကြီးပဲသိလားဟိုအကုန်ကောင်းတဲ့လူတွေကပြဿနာတက်ခေါ်သိလားကျွန်မဘယ်လိုသိလဲဆိုတော့မခင်မိုးရဲ့အထုံးစံတိုင်းနောက်ကကိုဝိတ်နဲ့ကိုဘောအန်တီဆိုတော့အာမိုးကနောက်ကလူကိုသွားစစ်တာရင်းမှုတွေတက်မှုတွေသွားစစ်တာဘာဖြစ်သွားလဲဆိုတော့အဲ့ဒီရင်းမှုတွေတက်မှုတွေကနေပြီးတော့မိုးကိုထေးတာဘာလဲဆိုတော့သူတို့ဒီဘွယ်ကမှန်တယ်ဟိုဘွယ်ကမမှန်ဘူးဆိုပြီးတော့အဲ့ဒီရင်းမှုတွေကဖြေးတာအဲ့တော့ဒီ ဒီတော်လိုင်းရင်မတူစာဆိုတဲ့အဖွဲ့ဆိုရင်သူ့လင်အားစစ်တပ်ကသူကရဲရထွက်လာတယ်လို့ပြောတယ်အဲ့တော့ဒီအလူရှင်တွေကိုလည်းဓာတ်ပုံတွေတင်ပြီးချင်းချောက်တဲ့ဒီကောင်မလေးတွေကနော်ဒီကောင်မလေးတွေကအလူရှင်တွေကမထဲတော့ဘူးပတ်စံစင်းသွားစင်းအဲ့ကောင်မလေးတွေကမလုတ်တက်လဲဆိုတော့အဲ့ဒီအလူရှင်တွေကိုချင်းချောက်တာအဲ့လိုချင်းချောက်တဲ့လူတွေကသူတို့ကြတော့ဟိုဘက်ကတစ်ချက်မှဆဲတာမချားရဒီ TikTok တခွေမှာဆဲရဲဆိုတာလည်းဟာဟို6800သားလောက်ညံမမီတဲ့လူတွေလာဆဲတာလားဒါမှမဟုတ်ပန်ဆယ်လို့လို့ပဲသူ့ဂိုင်း ဂိုင်းကနာတွေကလာဆဲတာလားဟန်လုပ်ပြီးလာဆဲတာလား something like that ဒါပေမဲ့တော်တော်ဆိုးဆိုးဝါးဝါးအဲ့ကလေးမှထိုင်းနဲ့စင်ကာပူကိုခရီးထွက်ထိုင်းနဲ့စင်ကာပူကိုခရီးထွက်ရင်အာတစ်ကတ်ကစင်ကာပူ400လောက်ကျတယ်နော်အဲ့လိုခရီးထွက်နိုင်တယ်သူများပတ်စံတယ်တနေကုန်လည်းအလုံးမလုံးအဲ့လိုပဲကျမတို့ကအိပ်ပျော်ရမယ်သူတို့ကမအိပ်ဘူး24နာရီအာဟိုတိုက်ပြီးချစ်ကြတာကပြားတွေချပေးကြအဲ သူတို့ကမလူတော့ဘူးလို့သွားပြောလိုက်တာနဲ့အဲ့အလူရှင်ချင်းချောက်တယ်ဓာတ်ပုံတွေတင်းအဲ့ရနေပြီးတော့တော်လိုင်းရင်းမှာဘယ်နေရာအလူဆုံးလဲဆိုရင်ကျမတို့ပြည်သူပြည်သားတွေဘလောက်ပမာပြီးပြန်ကျင်လဲဆိုထိုင်းနိုင်ငံကကဘာတစ်ခုလုံးမှာအလူဆုံးကထိုင်းနိုင်ငံပဲအဲ့တော့သူတို့ကအဲ့ဒီဟာကိုသူတို့ကအဲ့ဒီဟာကိုလူလေလောက်ပြီးတော့ဒီဒီကောင်မလေးနဲ့သူ့လင်ထဲကကရုပောက်ကပြိုင်းဆောင်သူပန်ဆယ်လိုလောက်တော့သူတို့ကညံမထက်တော့ကဘာမပတ်နိုင်ဒီလောက်ကလေးနဲ့သူတို့လှုပ်စားပြီးတော့ချင်းချောက်တာလည်းမလုပ်လာဘူးဆိုတော့တော်တော်ဆိုးတယ်နောက်သူတို့ပြောတဲ့ ရေကြီးကတက်ဆိုတာအာတကယ်တက်ကတော့တကယ်ရှိဟိုတက်သူတို့ပြောတဲ့တက်နံပဲပေါ့နော်ဟာဘကိုးတက်တော်ဆိုတာတကယ်မရှိဘူးเนาะဒါပေမဲ့သူတို့အလွဲသုံးစားခေါင်းဆောင်နံပဲယူသုံးလိုက်တဲ့အတွက်အဲ့ခေါင်းဆောင်ကလည်းတော်တော်ဒုက္ခရောက်တယ်လို့ပြောတယ်เนาะဒါတွေကတော့သူများတွေပြောစကားပေါ့နော်ဒါပေမဲ့ချင်းချောက်တာသူတို့ကကျမတို့ဆိုဆဲလွတ်လိုက်ပြန်မှာကျမဆိုရင်သူတို့ဟိုဟာဖြစ်တော့ဆဲလွတ်တယ်ဘာလို့ဆဲလွတ်တာလဲဆိုတော့အော်သူတို့လာပြီးကျမတဲ့တဲ့ကြီးတော့ပြောတာပြန်မှာ တတ်လက်နေအောင်ရှိတယ်ကျမလေးဟောငါငယ်ငယ်တုန်းကလိုပဲနေတတ်တတ်လက်လက်ကလေးဆိုသွားပြောတာကိုပထမအဲ့မှာသွားလှုံလို့သွားတာပါတို့ဘယ်သူမှလည်းကိုမသိဘူးဘယ်သူမှလည်းကိုပြောမဲ့လူလည်းမရှိဘူးသိရမလားအဲ့တော့သမီးကတတ်တတ်လက်လက်ကလေးနောက်တော့ချင်းချင်းနဲ့တဏီကုံအဲ့ရနိုးလည်းပြန်ကြည့်တို့ကတဏီကုံပတ်စံထိုင်ကောင်းဆိုတော့အဲ့ရယောက်ျားမိန်းမအကုန်လုံးကတရားမအလုံးမလုံးဆိုတော့ဒါဟာလုပ်ငန်းလားအဲ့ဒါဒါဆိုသိသွားပြီဒါ line ပေါ်ကကြားဖြန့်လုပ်ငန်းဆိုတော့သိပေါ့နောက်တစ်ဖွဲ့ကတော့တို့ကပါနဲ့တယ်လင်းနဲ့မရနဲ့ရတို့ကျမကိုရင်ဆိုင်လို့မရတော့ တနေ့လူတွေကိုလိုက်ပြီးတော့ချွန်းတယ်ချွန်းလို့လဲဝါလိုင်းပေါ်မှာကျွန်မကိုဓာတ်ပုံတွေတင်ပြီးသူတို့လှုပ်လှုပ်ရှားရှားလဲဖြစ်ကောကျွန်မနဲ့ဟာမရပညာမတတ်တော့ပညာမတတ်တယ်လို့မျိုးအာပညာမတတ်တော့ပညာမတတ်တယ်လို့တိုက်ခိုက်တယ်လင်အားကြတော့တော့ခင်မိုးတယ်ခင်ဗျားကိုကျုပ် challenge ခေါ်တယ်လို့ပါတော့အဲ့ဒီကောင်ကလည်းမိသားစုတွေဝင်ကမိသားစုဝင်ကစစ်တပ်တွေကထွက်လာအဲ့တော့ဒီစစ်ကောင်စီရဲ့လောက်ကောင်တွေဟာဒီ campaign တွေထဲမှာတော်တော်ကြီးကိုများနေသူတို့ ိုးနေမှသိပေမဲ့သူတို့ဒီ campaign တွေလုပ်မှသိပေမဲ့အဲ့ဒီ campaign တွေကနော် NGO ကြီးရ MOD ကလည်းသူတို့ကိုလုတ်ပိုင်ခွင့်ပေးထားလားဆိုတော့မပေးထားဘူးเนาะသူတို့ကသူတို့ယာတူးတွေနဲ့အဲ campaign တာဝန်ခံ1 2 3 4 5အဲအဲ့လိုမျိုးပေးထားပြီးတော့သူတို့ကသူတို့အောက်မှာအချင်းချင်းကပြားချပေးတဲ့လူနဲ့ဘာနဲ့အဲသူက MLM ပေါ့ဟောဟိုဒီလတရားရရင်ငါတို့ဒီအထိတ်ဆုံးကလူက350ယူမှာပေါ့အောက်ကလူတွေကတရားတလောက်အလုံးမလုံးခဲနဲ့အာ ဟိုစစ်စစ်ကောင်စီစီကမေးလို့စီကလည်းပြင်းရင်ပြည်မလားမေးလို့ရဲ့ဝေးရော်လည်းပြင်းရင်ပတ်စံလည်းရရင်ဆိုအော်တယ်လီဖုန်းနဲ့လုံစားကြတာပေါ့ဒီရမလားတအားကြပြန်အလုပ်ဆိုတော့ထိုင်းနေုံမဲအိုးမကွာအိမ်မကွာအလုပ်ကလေးဒါကလေးကော်ဖီလေးပြေးတောက်တာတို့ဘာလို့တော့ရှိမှာပေါ့နော်အဲသူတို့ကကျွန်မရိမ့်မိတဲ့ခါကျတော့ပြောလဲပြောရောကျွန်မကိုဒီအာ Facebook မှာနေရာမရှိလို့အာအာတစ်တော့ဆင်းလာပြီးတော့ပြောတယ်ပေါ့နော်တစ်တော့ဆင်းသွားတဲ့အကြောင်းကြီးကကျွန်မအလှူရှင်သွားပြီးတော့အာသွားလောက်တာပါကလေးတွေတိုင်းပေါ်မှာအများကြီးတက်လာပြီး အာမျက်နှာလေးတွေကရိုးရိုးတသားမျက်နှာလေးတွေနဲ့အဲ့ကလေးတွေကိုနော်အဲ့ဒီကလေးတွေနဲ့အလုပ်တွေမောမောပမန်လုပ်ထားတဲ့ပြပရောက်မြန်မာတွေကိုကြားရရနေပြီကြားပြန်လုပ်နေလုပ်တော့သူကမအေးလို့တဲ့ပတ်သက်ခိုးပေးတာပေါ့မေလို့ကမြို့မှာတို့ခိုးခိုးခိုးမတို့မြန်မာပြည်တဲ့ကိုမရောက်ရင်ပြောဆိုပြီးခိုးခိုင်းထားတာနောက်တော့ဘယ်နေရာမှာသူတို့ကစစ်ကောင်စီရဲ့လူတွေမှန်းသိရလဲဆိုတော့မြန်မာအများစုကနိုင်ငံသားရောက်နေရင် passport extension လုပ်ဖို့အမြဲတမ်းခဲရင်တာပေါ့နော်ကိုနေတဲ့တိုင်းပြည်ကကိုက လိုင်းပေါ်ကနာမည်ကြီးပေါ့သူတို့က celebrate ကြီးတွေဆိုတော့လိုင်းပေါ်ကနာမည်ကြီးဆယ်လီတွေကဒီလို campaign တွေလုပ်နေတာကိုဒီစစ်ကောင်စီရဲ့တန်ယုံနေတာမသိပဲနေမလားเนาะဟိုကျမတို့ရဲ့ရှာမအိုင်ရင်းဆိုရင်အာ passport passport extension လုပ်လို့မရအဲ့လိုကြတော့သူ့ကိုဘာလုပ်လဲဆိုတော့သူ့ကိုအာသူ့ကလေးတွေကြောင်းတက်ဖို့အတွက်ဒီ extension မှာခက်ခဲနေတဲ့အတွက်သူ့ကလေးတွေကိုအာသူ့ကလေးတွေကိုအာကြောင်းတက်ဖို့အတွက်အဲ့တော့သူ့ကိုတလန်နေတလွတ်တွေအောင်ပြောကြသေးတယ် ။ဘာဖြစ်လဲဆိုတော့ဘောအိုင်ရင်းကအမှန်ကန်လူဖြစ်နေတဲ့ခါကျတော့အိုင်ရင်းကိုနာမည်ကြီးကမ်ပိန်းတာဝန်ခံဆိုတော့ celebrity ဆိုတော့ဘောအိုင်ရင်းကို passport extension မလုပ်ပေးဘူးစင်ကာပူကသို့တော့ဒီပလိုင်းမီကြီးသူစားတို့နော် PDF မာသာဘာညာတို့အဲ့ဒီဟာလေးတွေဟာရဲတင်းတာသူတို့ပညာမတတ်တာလဲပါတာပေါ့နော်သူတို့ဟိုတိုင်းပြီဒီတိုင်းပြီကူးပြတာတွေအဲ့ဒါတွေဟာသူတို့ရဲ့ပညာမတတ်ချင်းမင်္ဂလာပေါ့နော်ဒါကြောင့် ကမ်ပိန်းတကယ်အမှန်ကန်ကမ်ပိန်းသမားတွေရှိသလိုဒီလိုဒီလိုနှစ်ယောက်ကိုရှိအဲ့နှစ်ယောက်ကိုမသိဘဲနဲ့ပံပိုးတဲ့လူတွေကဘာတွေလဲအပသနာစားတာလားအမှန်တကယ်ပြောရရင်ကမ်ပိန်းလုပ်တယ်ဆိုတာနိုင်ငံသားမှာကမ်ပိန်းလုပ်တယ်ဆိုတာဒါတရားဝင်လုံးမဟုတ်ပါဘူးเนาะကျမတို့လူမှုရေးအရာကူညီကြတာမဟုတ်လို့တရားဝင်လက်မှတ်တွေလည်းမရထားပါဘူးเนาะ MOD ကလည်းဘာမှမပြောပါဘူးเนาะကျမတို့ရဲ့ဗဏ္ဍာရေးဝန်ကြီးဌာနကလည်းဘာမှသူတို့လောက်ကန်ကြုံမရှိပါဘူးကိုပါကိုเนาะတိတိတတ်တတ်နဲ့ volunteer လုပ်နေပြီးတော့ သူတို့ကပြည်သူလူတဲ့ပတ်စံနေနဲ့တော်လိုင်းသမားတွေကိုလည်းဟောက်လိုက်ဟန်းလိုက်လာခဲ့သွားလိုက်အဲဒါမျိုးတွေကလည်းပြောသေးတယ်ကျေးဇူးရှင်မကြီးတရားလေအဲပြည်တဲ့ပတ်စံကလည်းသူတို့အိတ်ကတ်ထဲရလို့တော့ပြောတာပဲဒါပေမဲ့ဟိုဟိုပြည်သူတွေအာပြည်သူတွေကိုစောက်ပွားတင်လို့လှူချင်းလာအောင်သူတို့ကသူတို့ offer ပေးပြီးတော့သူတို့ကသူတို့သူတို့အိတ်ကတ်ထဲရလှူသလိုမျိုးတချို့ကလုပ်တယ်တချို့ကတော့တကယ်လှူတာတွေရှိပါတယ်ကမိတ်တာဝန်ခံတိုင်းတော့ဒီသူရုံမှာတွေလို့တော့မဟုတ်ပါနော်အကိုမတွေကကျမကိုအဖွားကြီးဘာဖြစ်တယ် ငါဖြစ်တယ်ဆိုကျမကိုလှုပ်တယ်ဒါမဲ့ကျမအဲ့အတွက်သွားတာမဟုတ်ဘူးလူဖို့သွားတယ်ဒါမဲ့ကျမရုံထောင်ကြောင်ပြီကျမပြစ်ထားမိတာတစ်ခွက်ကိုပါကိုလာဝင်ခံွားတာတွေကလည်းရှိတယ်နောက်ဒီစစ်တပ်ကလူတွေကလည်းတိတယ်ဒီကမ်ပိန်းတာဝန်ခံတွေဟာစားနေမှန်းတိတယ်ဒါပေမဲ့လွှတ်ထားတာဘာဖြစ်လို့လဲဆိုတော့ကျမတို့မြေပြင်ကကလေးတွေရဲ့တည်င်းတွေကိုနှိုင်နေတာဒီလောက်ကောင်နေအဲ့တော့ဒါမဲ့နောက်ဆုံးအနေနဲ့ပြောချင်တာမောတော်မောနေပြည်သူတွေအနေနဲ့ကမြေကြီးမှာဒရိုက်တက်ရင်းနေရှိပါတယ်တက်ရင်းတက်ဖွဲ့တွေရဲ့ကေပေးတွေပေးနောင် sorry ကေပေးတွေဝေပေးတွေကိုတောင်းပါ เนาะမလူနိုင်ရင်ကိုတကိုပမာပြမိသားစုတွေကိုကိုပြီးပမာပြမိသားစုတွေကိုပါကိုလမ်းခေါ်လိုက်เนาะလမ်းခေါ်လိုက်ပြီးကျမစီကိုဟိုအစိုးတော်လေးတယောက်ကျူးကျော်ဆိုတဲ့အစိုးတော်လေးတယောက်ဆိုရင်အာကျမတငယ်ချင်းရဲ့ boss ကနေပြီးတော့15သိန်းလှူမယ်ငါအိမ်ကိုဖုန်းဆက်လိုက်เนาะသူတို့အိမ်ကနေပြီးတော့ပတ်စံနေလှူပါတယ်ဒါမြေပြင်ဒါလိုက်ပါပဲเนาะကိုအိမ်ကလူတွေကိုပြောလိုက်ဒီအဖွဲ့ကိုလှူပေးပါဆိုပြီးတော့ကိုပတ်စံနဲ့ကိုလှူလိုက်ပါဘာဖြစ်လို့လဲဆိုတော့ဒီ ိုင်ငံသားမှာရှိနေတဲ့เนาะနိုင်ငံသားမှာရှိနေတဲ့အာကျွန်မတည်ထားတဲ့နှစ်ယောက်ကတော့တော်တော်ဆိုးဆိုးဝါးဝါးပါเนาะ PDF မာသားဆိုတဲ့မိမက PDF မာသားဘာနာမည်နောက်ကနာမည်တော့ကျွန်မမသိနောက်ဟိုတယောက်ဆိုတာလဲသူ့ယောက်ျားဆိုတာလဲလွမ်းရပါသည်အမိနေဆိုလားဘာဆိုလားမသိနောက်အခုကမ်ပိန်းမှာသူ့အမေမြန်မာပြည်အဖွားကြီးပါငုတ်ထုတ်ထိုင်နေဆိုတော့မြန်မာပြည်ကလူကကမ်ပိန်းလုပ်လို့မရဘူးเนาะမြန်မာပြည်ကခလေးတွေလူငယ်စစ်သားတွေပဲကမ်ပိန်းလုပ်လို့ရအဲ့တော့သူ့အမေကဘယ်ရက်ကွက်ကနေပြီးတော့ကမ်ပိန်းမှာလာထိုင်နေလားမသိဘူး ဆိုတော့အလုံးစုံပြည်သူတွေသတိဝိရိယရှိရှိလေးနဲ့ရန်သူရဲ့မာယာအရန်များပါတယ်အာကမ်ပိန်းပေါင်းများများစွာရှိပေမဲ့မြေပြင်ဒါတိုက်ရောက်တယ်ဆိုတော့အဖွဲ့ကိုတည်တည်ရှိရှိလှူပါမလှူနဲ့လို့ကျမရက်ပြစ်တာမဟုတ်ဘူးเนาะလူငယ်တွေကိုဘာဖြစ်တယ်ညာဖြစ်တယ်စကားတွေရှောက်ပြောပြီးတော့အဘအဘလောက်တယ်သူတို့စီးပွားရေးကိုထိခိုက်လို့เนาะမြေကြီးပေါ်မှာဒါတိုက်เนาะအဖွဲ့တွေရှိပါတယ်အခုဆိုရင်အေးအေးတက်တော်နဲ့အတူအနိုင်ရနေတဲ့အေးအေးတက်တော်နဲ့အတူအနိုင်ရနေတဲ့အာ alliance တွေရှိပါတယ် BBLA တို့ BNA တို့ဒီအဖွဲ့တွေနဲ့အတူကျွန်မရဲ့ black share တို့ဖြစ်တဲ့အဖွဲ့တွေနော်နောက် AOD တဲမှာရှိတဲ့ AOD တားတွေနော်သူတို့စီသူတို့ဒီဟုတ်ပါတယ်သူတို့ဒီအာပက္ကဖနံပါတ်တွေယူထားတော့လဲသူတို့ဟာအာကျွန်တော်တို့တိုင်းပြည်ကိုချစ်ခင်သွားနဲ့တကယ်ကိုတိုက်ပွဲဝင်နေဆဲပါနော်အော်ပက္ကဖနံပါတ်ယူထားတာနဲ့နော် NUG ရဲ့အာလူယုံမှာစိတ်ရင်းထဲမှာမထည့်ပဲနဲ့လူငယ်တွေကိုနားလဲပေးပါနော်ပက္ကဖမလို့မလူဘူးဆိုရင်အဲ့ဒီလူငယ်တွေတော်ထဲမှာနေတာ လင်းကားနဲ့ရင်းထားတာတွေကအလကားဖြစ်သွားမှာမဟုတ်လို့ပြည်သူတွေတတိဝတ္တိယရှိပါရန်သူအားရအောင်မလုပ်ပါနဲ့နော်အဲမနေ့ကပဲနော်မိုးကုတ်မှာလာပြီးတော့ပြစ်သွားတယ်နော်မိုးကုတ်မှာလာပြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရွေးကောက်ပွဲလုပ်လို့မရတဲ့နေရာမှာလို့မိုးကုတ်ကိုလာပြစ်သွားတယ်တရုတ်ကလည်းအမေရိကန်မြေရှားလာနိုင်မှာကြောက်လို့ဘော်နယ်ထရန့်ကမြေရှားလဲလာနိုင်တာလဲပါတယ်ဘော်နယ်ထရန့်ကဒီတရုတ်မြန်မာပြည်ကနေရေထွက်ပါရသွားမှာကိုကြောက်တာလဲပါတယ်အဲ့တော့အမေရိကန်ရဲ့ influence ဖြစ်မှာဆိုလို့ပို့ပြီးတော့မအေလိုနဲ့ပို့ပြီးတော့အဲစူးစမ်းအားထုတ်မှုရုပ်မှာပတ်ဆက်မှုတွေရှိနေတာအကြောင်းမလို့ဇွဲမလျှော့ပါနဲ့ကျွန်တော်တို့အမေဖောင်ဆန်းစုကြည်အချင်းအောင်ထဲမှာဇွဲမလျှော့သလိုကျွန်တော်တို့ပြည်သူတွေလည်းဇွဲလုံးဝမလျှော့ပါနဲ့မေလိုနဲ့အာနာရှင်မပြုတ်ကြရင်ကျွန်တော်တို့ဗမာပဲဖြစ်ဖြစ်ကချင်ပဲဖြစ်ဖြစ်မြန်မာစကားဟာကမ္ဘာမြေပေါ်ကနေပျောက်ဆုံးသွားမယ်ဆိုတာကိုလေးလေးနက်နက်စိတ်ပူရင်းနဲ့ဟိုလိုက်ရေးမှာပါဝင်ပေးကြပါကိုမပြောရရင်ကျွန်မရဲ့ live တွေ share ပေးပါ ကျွန်မ အဲစက်တင်ဘာမှာ YouTube ကနေပြီးတော့ဒေါ်လာ190ရပါတယ်မနေ့ပြန်ကြရင်ကျမရဲ့ bank account ထဲဝင်လာတော့မယ်အဲ့ဒါဒီအကုန်လုံးကတော့ကျမရဲ့အားတော်မောင်းတွေကိုအမြဲတမ်းမဟုတ်ဘူးပေးနေကြအတိုင်းအဲ့ဒီဒေါ်လာ190နဲ့လှူပါမယ်အခုဒေါ်လာတိကနည်းနည်းလေးပြန်တက်တယ်ဟိုတနေ့ကတော်တော်ကျပါတင်းကျွမှာ3,950ဖြစ်သွားတယ်အဲ့တော့ကျမသားဒီ campaign လုပ်တဲ့အာထိုင်းနိုင်ငံဆိုးလေးကပြောတယ်အမလေးတဲ့ခဏဆောင်အောင်နဲ့အခုတင်းကျွမလို့နည်းနည်းကျတာတဲ့ပြီးွားရင်နဲ့ ည်းနည်းလေးပြန်တက်လာလိမ့်မယ်ဟိုမှာလေးခဏဆောင်ဆိုအခု4000ကျော်သွားပြီ4000နဲ့58ကျပ်ပြန်ဖြစ်သွားပြီဆိုတော့မစိုးဘူးပေါ့လေနော်အားလုံးပဲပေးကင်ရမှာစိတ်ချမ်းသာကြပါစေမိုင်းမခင်မို့နယူးယောက် US တွေကနေပြီးတော့နော်စစ်အာဏာရှင်ကိုအပြုတ်တိုက်ဖို့အတွက်ကြိုးစားနေပါတယ်လို့နော်ဒီအာဏာရှင်ရှိရင်ကိုယ့်ဘာကိုတိုင်းပြည်ကိုဘယ်လောက်ချစ်တယ်ပဲဖင်ကုန်းអော်နေပါစေကိုတိုင်းပြည်ကိုပြန်မရပါဘူးလို့နော်အားလုံးပေးကင်ကြပါစေကျွန်မရေကူးဆိုင်ကြပါရန်သူကိုနော်ကျန်းကျန်းမာမာလေးနဲ့သူ့ရဲ့ ရန်သူရဲ့ကြာရှုံးခြင်းကိုကျမ်းမာရေးကောင်းမွန်စွာနဲ့စောင့်ကြည့်ကြပါလို့နော်။ဟောအေးအေးတတ်တော်နဲ့ပူပေါင်းထားတဲ့အေးအေးတတ်တော်နဲ့ပူပေါင်းထားတဲ့ကျမတို့ရဲ့နော်ဟော PNI BBLA ရှိသမျှညီအကိုတွေဟိုအဲ PIA PIO ဟောပူမိုက်ကဲတို့အားလုံးအားလုံးကျမနာမည်ကြီးတွေပြောပေးမယ်။ကျမအခုပုတ်ကျမအရန်သဘောကြတဲ့တက်တွေရှိပါတယ်။ဒီမကွေးတိုင်းကတက်တွေအာအရန်တော်ကြပါတယ်။အဲ့ဒီမကွေးတိုင်းတက်တော်တွေမကွေးတိုင်းမှာအာပကဖမရှိဘူး။အာ လိုကယ်မရှိဘူးသူတို့ပူပေါင်းပြီးတိုက်နေတာဖြစ်တဲ့အတွက်အမြဲတမ်းချစ်စရာကောင်းတဲ့လူတွေဖြစ်ပါတယ်အားလုံးသောမောင်နှမတွေသူတို့ကိုကူညီကြပါလို့နော်